မောင်မို့ထရို့စမယ်1 2 3 3ဆိုတာနဲ့မိစာရင်နဲ့ဖိုးထရို့နှစ်ယောက်သာစတင်တိုက်ခဲ့ကြတယ်မိစာရင်ကပထမမှာနေအကြီးနဲ့ရဲကြလိုက်တာဆိုတော့ဖိုးထူလည်းမရှောင်သိမ်းနိုင်ပြီအဝေးကိုလွင့်စင်သွားခဲ့တာပါလက်တွေ့သင်ခန်းစာအတွက်မော်ချောင်းသားတွေကဆရာရီနဲ့အတူတော်ရဲကိုခီးထွက်လာခဲ့ကြတာပါဒီကနေ့ ခရီးတထောင်နားတဲ့အချိန်မှာမထင်မှတ်ထားတဲ့ပြဿနာတွေဖြစ်လာခဲ့တယ်။အဲ့ဒီပြဿနာတွေကိုမော်စရာဂျွန်လင်းကဘယ်လိုဖြေရှင်းမလဲ။ပြီးတော့တော်ကြီးတွေမှာဘယ်လိုရှားရင်းနဲ့ဆက်ကြုံရအောင်မလဲဆိုတာကြည့်လိုက်ရအောင်ပါနော်။တပင့်ကြီးကလည်းလွင့်ဆင်လာတဲ့ငပိန်နဲ့ရွှေသားကနဝိုင်ကြီးလေးကိုပြုတ်ချသွားခဲ့တော်တယ်။ဟမ်ရှုံးလို့လည်းမရပါလား။ဟာဒါနဝိုင်ကြီးဖြစ်နေရပဲ။နဝိုင်လေးကို တော်လောက်နင့်ဝင်နေရဲ့ရွှေသားကဟာငပိငါ့ကိုကူပါအောင်ဟငါနုံနေကိုနင့်ဝင်နေပြီမင်းရှာမလောက်ရှာနေရွှေသားဒီလိုနဲ့ပုံနင့်ဝင်သွားလိမ့်မယ်ငါလက်ကိုဆွဲထားကြည့်အဲ့ဒါနဲ့ရွှေသားလေးငပိကိုအတင်းဆွဲလိုက်ချိန်မှာရွှေသားကရုံးလို့ရသွားခဲ့ပြီငပိကနော်ရင်လေးကိုနင်းမြုပ်သွားခဲ့တော့တယ်ဟာတုံးလိုက်တဲ့ကောင်ခံပြီးတော့သူအဲ့လိုပြောနေတော့သူ့နာကိုမော်စရာဂျူလင်းကရောက်လာခဲ့တာပါ ဟာရွှေသားပါလားငပိန်ရောဘာမလဲဟိုတားမသိဘူးဇီယာအေးအရင်ဆုံးဆရာမော်တော်တောင်တေးကြခိုင်းထားလိုက်ဆရာဒီဘက်ကနေဆွဲလိုက်မယ်ဟုတ်ကဲ့ဇီယာအဲ့လိုနဲ့မော်ဆရာဂျုံလင်းလေးရွှေသားကိုနဝိုင်နေကနေထုတ်ပေးလိုက်တော်ရီအဲ့ဒီအချိန်မှာပဲငပိန်လိုက်တဲ့ဘက်ကနဝိုင်နေကနေပေါ်လာခဲ့တာပါဟာဟုတ်မငပိန်နဲ့တူတယ်အဲ့လိုပြောပြီးမော်ဆရာဂျုံလင်းလေးငပိန်လက်စီကိုမော်တော်တံပေးလိုက်ချိန်မှာ ငပိန်လေးမော်တုတ်တံကိုဆွဲထားလိုက်ပြီးကဲမော်ကိုပြန်ရောက်လာခဲ့သည်အမောပြင်းနေတဲ့ငပိန်ကိုမှော့စရာကြုံလျာငပိန်အဆင်ပြေရလားဟုတ်ဟုတ်ကဲ့ပြေးပါလေဆရာโอเคโอเคဒါလို့ဆိုဒီနေရာကနေသွားကြရအောင်ဒီမှာကြာကြာနေလို့မကောင်းဘူးနောက်တော့မော်ဆရာဂျိုလင်းနဲ့ငပိန်တို့လည်းတခြားအဖွဲ့သားတွေရှိနေတဲ့နေရာကိုပြောင်းရွှေ့လာခဲ့ကြသည် ဘိုးသူကငပိတ်ကိုမြင်တော့ချက်ချင်းနောက်သွားလိုက်တယ်။ငပိတ်ဘလို့ဖြစ်လာလဲ။မျက်နှာလည်းမကောင်းပါလား။ငါနွန်ကြီးလေးကြာသွားလို့ဟာ။ဟင်ဟုတ်လား။ခွေရောအဆင်ပြေရဲ့လား။အုံးပြေပါလေ။အဲ့ဒါနဲ့မော်ဆရာဂျိုလင်းက"ကဲကလေးတွေခုလူလဲစုံပြီဆိုတော့ခီးပြန်ဆက်ကြတာပေါ့။ဟုတ်ကဲ့ပါဆရာ။ဘလို့ဖြစ်တာလဲဆရာဂျိုလင်း။ကိစ္စကနည်းနည်းကြီးသွားတယ်။ကျုံနောက်မှာရှင်းပြပါမယ်။" အိမ်တော်တော်မော်စရာကျွလင်းဦးဆောင်ပြီးအဖွဲသားတွေအားလုံးလည်းအိမ်နေရာကနေထွက်လာခဲ့လိုက်ကြ යි ညနေပိုင်းရောက်မှမော်စရာကျွလင်းဦးဆောင်လာတဲ့အဖွဲသားတွေလည်းတောင်းတဲ့ကြီးရဲ့တနေရာကိုရောက်လာခဲ့ကြတာပါကဲဆရာတို့နားမနေရာကတော့ဒီနေရာမှာပဲဒီမှာကောင်စကန်ချပါမယ်ဆရာနဲ့ရွှေသားတို့နေအောင်နေရာတစ်ဖွဲအိတ်လိုက်မယ်ဆရာမမိခန့်နဲ့မိဘိုင်းတို့နေအောင်နေရာတစ်ဖွဲအိတ်လိုက် ပြီးတော့ဖိုးထုတို့တော့ယောက်ကတဖွဲ့အိတ်ပေါ့ကဲကလေးတွေရက်ပြင်းနေစောက်ကြမယ်ဟိငပိမင်းနဲ့ရွှေသားတို့နေအောင်အပင်ကြီးစီရနဲ့နှွင့်ပြီးတော့နှဝင်နဲ့ကိုကြာသွားခဲ့တာလားဟုတ်တယ်ဟာပြီးတော့မင်းတို့နေအောင်ရွှေသားအောင်တတိထားကြသိလားဗာလေသူဒီတကားလေးရုပ်မှပြန်လာလားဟုတ်တယ်ဟာငါထင်တော့ဒို့အဖွဲ့ကိုမှော်ချောင်းတက်တာမလိုလားတဲ့ပုံပဲဟုတ်ပြီလေဒါလို့ဆိုလဲသူတို့ထက်တောင်ငါတို့ပို့ပြီးတော့စူးစမ်းကြတာပေါ့โอเคဖို့သူအဲ့လိုလုပ်ကြမယ် ဒလုံနဲ့မော်ကျောင်းသားတွေလည်းရွှေပြင်းတဲ့သုံးခုကိုကိုကြည်ဆောင်လို့ပြီးသွားခဲ့ကြတယ်။ကဲခလေးတွေမီးပုံနာမှာလာထိုင်ကြပါ။ဟုတ်ကဲ့ပါဆရာမ။မော်ဆရာနှောင်းနဲ့ကျောင်းသားတွေအကုန်လုံးကမီးပုံမီးမှာဝိုင်းထိုင်လိုက်ကြတယ်။ဆရာမင်းတို့ဒီဟိုခေါ်လာတဲ့အကြောင်းကမိဆောင်ရင်းနဲ့တိုက်ခတ်တဲ့နီးကိုသင်ပြပေးချင်လို့ပါ။ဝါးမိုက်တယ်မိုက်တယ်။ဆရာဒါဆိုတအားတော့တကယ်မိဆောင်ရင်းနဲ့တိုက်ခတ်ရမှာလား။ဟုတ်တယ်ကွာ။ ဒါပေမဲ့မင်းတို့ထိကအောင်တော့လုံမအောင်မဟုတ်ပါဘူး။ဘာလို့ဆိုဆရာတို့ကူညီတောင်းထားတဲ့မိစ္ဆာတသက်ရှိလို့ပါ။ဟမ်။အော်အဲ့လိုကိုအဲ့ဒါဆိုမိစ္ဆာတူပေါ့။အင်းအဲ့လိုပဲသဘောရတာပေါ့။ခဏနေအဲ့ဒီမိစ္ဆာတွေရောက်လာပါလိမ့်မယ်။ကဲအရှင်ဆုံးအနေနဲ့မိစ္ဆာတွေကိုတိုက်ခိုက်တဲ့နေရာမှာပုံမှန်တိုက်ခိုက်တဲ့နိလန့်တွေထက်အာယုံပုံစုဆိုင်ဖို့လိုအပ်ပါတယ်။ဥပမာဒီမိစ္ဆာကိုဘယ်လိုတိုက်ခိုက်မှလွတ်မြောက်မယ်ဆိုတာကိုစဉ်းစားရမယ်။တတ်တာသမျှဂါလာရီနဲ့တိုက်ခိုက်မနေဘဲနဲ့ အရှိုက်ကိုတန်းထည့်နေတဲ့နေရာကိုတေချာတိုက်ဖို့အတွက်လိုအပ်ပါတယ်။ဟာဒါဆိုအဲ့လိုတိုက်ခိုက်နိုင်မှုအဲ့ဒီမိစ္ဆာရဲ့အားနဲ့ချက်ကိုရှာဖို့လိုအပ်တာပေါ့နော်။ဟုတ်တယ်။မောင်ဖိုးသူပြောတာမှန်ပါတယ်။အဲ့ဒီအချိန်မှာပဲလေးရင်းတွေကခက်ကြမ်းကြမ်းတိုက်ခိုက်လာခဲ့တော်တယ်။ဝါ၊လေးကတဲပြင်းမှလား။မိစ္ဆာတွေရောက်လာပြီနဲ့တူတယ်။သူတို့အဲ့လိုပြောနေတော့မိစ္ဆာနှကောင်ရဲ့ပုံရိပ်ကပုံမတင်ရှားလာခဲ့တာပါ။ဖွင့်ညူကမိဝိုင်းနောက်တိုးကပ်သွားလိုက်တယ်။ မင်းဝိုင်းမိစ္ဆာရီကကြောက်ဖို့ကောင်းလိုက်တာငါမှော့ချောင်းတက်တာမှားသွားပြီနဲ့တူတယ်ဘာမှဖြစ်ပါဘူးဖွေးညို့ရဲ့သူတို့ပုံမှန်လူတွေလိုပဲစဉ်းစားလိုက်အဲ့လိုဆိုရင်အဆင်ပြေသွားလိမ့်မှာအင်းမဩမိစ္ဆာရီတို့လာကြမလားခုလိုရောက်လာပြီလို့ကျေးဇူးတင်ပါတယ်ရှားပါတယ်ဗျာကျွန်တော်တို့ကလည်းမိစ္ဆာဆိုတွေကိုနှိမ်နင်းတဲ့နေရာမှာတပတ်တလန်ပေါင်ဝင်ရလို့ဝမ်းသာပါတယ်ဟုတ်ကဲ့ဗျာဒါလို့ဆို မနဲ့ပြန်မနဲ့ခက်စောစောစပါမယ်ကောင်းပါပြီဗျာကျုပ်တို့သွားလိုက်ပါအောင်မေး ဲ့လိုပြောပြီးမိစ္ဆာနှကောင်းလေးသူ့နားကနေထွက်သွားခဲ့တော့တယ်။ကဲကလေးတွေဒီနေ့တော့ဒီလောက်ပဲအကုန်ကိုရွက်ဖြင့်တဲတဲ့ဝင်ပြီးတော့အနိုင်ယူကြတာပေါ့။ဟိုတားတော့ဟိုဘက်ကိုအပေါ့သွားပါအောင်မေဗျ။ Okay okay တေစာကယူဆိုင်သွားကြအောင်ပြီးတော့အဝေးလည်းမသွားနဲ့နော်။ဟုတ်ကဲ့ပါဆရာမ။တားတော့လေသွားလိုက်ပါအောင်မေဆရာမ။အေးကွယ်အေးအေး ရွှေပြင်းတဲ့နေဝီယာတော်တဲ့တဏျာနာအကြောင်းပေါ်ထူကိုသုံးယောက်သားကအဖို့ဆုံးမှုပြင်ကြားသည်။ကဲငါတို့ဒီနားမှာပဲအဖို့ဆုံးကြတာပေါ့။အဲ့ဒီချိန်မှာပဲသူတို့နာမှာရှိနေတဲ့တပိနေပေါ်ကနေမွေဆိုးကြီးတကောင်ကပြုတ်ကျလာခဲ့ပြီးပေါ်ထူရဲ့ကိုရစ်ပတ်ထားလိုက်တယ်။ဟာမွေမွေကြီးပါလား။အဲ့ဒါနဲ့ပေါ်ထူကမွေကြီးနဲ့ရုံရင်းဆန်ခဲ့ဖြစ်ပြီးဂါလာသုံးလို့မွေကြီးကိုအေးခဲအောင်လုပ်လိုက်တော့မွေကြီးကအစိမ့်စိမ့်မှမှကြေးသွားခဲ့တော့တယ်။ အမလီတော်သေးတာပေါ့မွေကြီးကိုမြင်မြင်ချိန်မုန်းနိုင်လို့ငါသာဆိုလေဘာလို့လို့ဘာကန်ရမန်းတော့စဉ်းစားလို့ရမှာမဟုတ်ဘူးအဲ့ဒါကြီးထားပါဒီမွေကပြူစားခံထားရတာဟာဟမ်ဘလို့ကြီးလေဒီလိုနဲ့တို့နောက်ကိုရွှေသားနဲ့ဘုံမောင်ကရောက်လာခဲ့တာပါဟောပွဲရမြင်မြန်ဆန်းဆန်းပဲပြီးသွားပါလားဟုတ်ပါကွာတို့တော့မကြည့်လိုက်ရဒီမှာရွှေသားမင်းခုတိုင်ရုပ်မှန်ရဲ့လောက်ရက်တွေကိုလုံနေမယ်ဆိုရင် မင်းကိုကြောင်းဦးကြီးနဲ့တိုင်ပြမှာဟာဟာသိရှိရတယ်ဖိုးမောင်ဟာတော်သားတွေကတော့တကယ့်ကိုမသိတတ်တာပဲဟုတ်တယ်ကွတို့မသိတာပဲကောင်းပါတယ်မင်းတို့ဘာလို့ပြောချင်တာလဲဖိုးမောင်ရွှေသားရဲ့ဘီကမော်ကြောင်းဆောက်လုပ်တဲ့အချိန်တုန်းကရံမငွေများဆုံးထည့်ထားတယ်သူကမင်းတို့ကြောင်းဦးကြီးကိုတွားတိုင်လဲအလကားပဲကြောင်းဦးကြီးကအရေးယူမှာမဟုတ်ဘူးโอเคလေဒါလို့ဆိုလဲကြည့်ကြတာပေါ့လာငပိန်နဲ့တော့ပေါ့ပြန်ကြမယ်အဲ့လိုပြောပြီးဖိုးထူးတို့လည်း အဲ့ဒီနေရာကနေထွက်လာခဲ့လိုက်ကြတယ်။နောက်နေ့မနေ့ရောက်တော့မိစ္ဆာရီနဲ့တက်ခရရမိတ်အချိန်ကိုကြားရောက်လို့လာခဲ့တယ်။ကျောင်းသားတွေအကုန်လုံးကကွင်းမြင်ထဲမှာနေရာယူထားကြပြီးမိစ္ဆာကြီးတွေကတော့သူတို့ရှေ့မှာရှိနေကြတာပါ။ကဲကလေးတွေတယောက်ချင်းစီကမိစ္ဆာရီနဲ့ရှင်းပြန်ရမှာပါ။တကယ်လို့ဒီပွဲမှာအနိုင်ရရှိသူကတော့ငားမယ်ရရှိပြီးစောင်းမွေးဖြစ်ဆိုတဲ့နေရာမှာ အမှတ်ပေါင်းမပေးမှာပဲဖြစ်ပါတယ်။ဝါမိုက်သားပဲဒါလို့ဆိုဆောင်းဝက်ပြေတဲ့အချိန်ကျရင် စာလျှော့ချက်လို့ရပြီ။ဟုတ်တယ်ဟုတ်တယ်။အမေစိတ်ကူးရှင်မနေနဲ့နော်။ဆောင်းဝက်ကျရင်လည်းစာရီအများကြီးကျရမှာပဲ။ရှင်လောက်ကျက်မှာဒူးလောက်တင်မှာဟ။ကဲပါကိုတိုက်ခိုက်နိုင်မှုကိုသာအယုံစိုက်တာကြောင့်။ကဲကလေးတွေအစင်းသိဖြစ်ကြမလား။အစင်းသိမှာပဲဗျ။ဟုတ်ပြီ။ဒါလို့ဆိုမောင်ရွှေသားကနေအရင်ဆုံးရှင်ပြန်ရပါမယ်။အနောက်တော့ရွှေသားက ကွင်းထဲကိုဝင်သွားခဲ့ပြီးမိစားတကောင်နဲ့တိုက်ခိုက်ဖို့အသည့်နေထားနဲ့ရှိနေခဲ့တာပါ။ကဲ1 2 3စရှင်မြိုင်လူရမှာပြီ။ရှင်မြိုင်လူရပြီဆိုတာနဲ့ရွှေသားနဲ့မိစားကြီးတို့ကအကျင့်ရင်ရှင်မြိုင်ကြတော့တယ်။နေရောင်လုံးကကိုစီပညာရီထုတ်ပြရင်တိုက်ခိုက်နေကြရတာရွှေသားကကိုပြောင်နေနဲ့ရှောင်နေခဲ့တာဆိုတော့မိစားကြီးလည်းအခက်တွေ့ခဲ့တယ်။ခနာကြောင်မှရွှေသားကလေးပေါ်ကိုပြန်ထက်သွားပြီး မော်တုတ်တန်နဲ့မိစာကြီးရဲ့ကောင်းကိုရိုက်ချလိုက်ခြင်းမိစာကြီးနဲ့နေကြသွားခဲ့တော်ရီမြေမိတ်မငါလေးကြရင်အစီရောပြေးပါမလားမသိဘူးနော်ပြေးပါမှာပွေးညိုရဲ့အရင်ဆုံးစိတ်ကိုတညံထားတာကြီးကဲဒီတကောင်အလဲကြတဲ့သူကတော့မောင်ဖို့ထုပါဒလုံနဲ့ဖို့ထုလည်းမိစာတကောင်နဲ့တိုက်ခိုက်ဖို့အတွက်ကွင်းထဲကိုဝင်ပြီးအသည့်နေထားနေရှိနေခဲ့တာပါမောင်ဖို့ထုကိုစမယ်1 2 3 3တရီဆိုတာ ਨੇ မိစာရင်နဲ့ဘိုးတူတို့၂ယောက်သာအစတိုင်တိုက်ခဲ့ကြတယ်။မိစာရင်ကပထမမှာနဲ့အာဂျီနဲ့ရဲချလိုက်တာဆိုတော့ဘိုးတူလည်းမရှောင်သိမ်းနိုင်မိအဝေးကိုလွင့်စင်သွားခဲ့တာ။ဟမ်ဘိုးတူကဘလို့ဖြစ်သွားလဲ။ဘိုးတူနဲ့ရှင်မိုင်နဲ့မိစာတကူလွမ်းနေတယ်လို့ပဲ။လုံးဝအလျှော့မပေးဘဲသွေးစာနေတဲ့တရဝါတကောင်လိုဖြစ်နေတာ။ဟုတ်တယ်ဟာ။ကြောက်ဖို့ကောင်းလိုက်တာ။ ပို့တူကိုဘလို့လို့မလဲ။ရွှေသားနဲ့ဘိုးမောင်ကတော့ပို့တူရဲ့ပြက်ပြက်ကိုကြည့်ပြီးကျဉ်နဲ့နေခဲ့ကြတာပါ။ရွှေသားနဲ့ဘိုးမောင်တို့နှစ်ယောက်ရွှေပြင်းတဲ့နဲ့အဝေးဆုံးမှာရှိတဲ့တောလေးကိုရောက်လာခဲ့ကြတယ်။ဖဲ့အောင်ရှိသားမင်းပြောတဲ့နေရာဒီနေရာဟုတ်လို့လား။ဟုတ်ပါတယ်။ငါထင်တာမမှားဘူးဆိုရင်ဒီနေရာပဲ။သူတို့တယောက်တကောင်ပြောဆိုနေကြတော့တပင်တပင်ဘောကနေမိစ္ဆာတကောင်ကဇာတို့ဆင်းလာခဲ့တာပါ။ သွေးနဲ့ရနေပါတယ်မှတ်တာလူသားတွေဖြစ်နေရပြီဒလုံနဲ့ဘိုးမောင်ကမိတ်ဆောင်အောင်မြင်ပြီးရွှေသားနောက်ကိုကတ်သွားလိုက်တယ်ဟုတ်ပါတယ်ကျွန်တော်တို့ကလူသားတွေပဲဒီကမိတ်ဆာကြီးနဲ့အပိယူတကူလှုပ်ကျင်လို့ပါမင်းတို့လူသားငါနေဟုတ်လားဟုတ်ပါတယ်ခမရလေးသွေးစာနေရမဟုတ်လားကျောက်သွေးစာတာကျောက်ကိစ္စပါမင်းတို့ကလေးနဲ့မဆိုင်ပါဘူးကျွန်တော်ဘက်ကမိတ်ဆာကြီးကိုသွေးတော့ဖို့လူပေးမယ်ဆိုရင်အဲ့လိုယူလို့ရရင်ကျောက်တော့မင်းကကြာပြီပေါ့ကွာ ဲ့ဒါနဲ့ပတ်သက်ပြီးတော့လွယ်ကူတဲ့နေလန်ရှိပါတယ်။မနှက်ဖြန်ဟိုဘက်နာကတော်ရင်မှာမော်တင်တဲ့เจ้าသားတွေကိုလက်တွေ့တင်တဲ့ပို့ချဖို့ရှိပါတယ်။အဲ့ဒါကိုခွင့်ကောင်းယူပြီးခမရကတခြားမိစ္ဆာတွေနဲ့ရောက်တွေ့ပြီးဖိုးသူဆိုတဲ့ကောင်းလေးအလှည့်ကြတဲ့အချိန်မှာခမရကဝင်တိုက်ခတ်ရမှာပါ။ဒီလိုကနေခမရနိုင်ခမရစာပေါ့။မိစ္ဆာကြီးကတစ်ချက်တွေးလိုက်တယ်။ဟုတ်ပြီလေ။ချက်အဲ့ဒီအပေးကြီးကိုကြိုက်တယ်။တကယ်လို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြဿနာတစ်ခုဖြစ်လာခင်မင်းတို့နေရာတာဝန်ယူရမယ်။စိတ်ကြပါဗျ။ ကျွန်တော်ဘက်ကခမည်းတော်ပြေဝတာဝန်ယူပါမယ်။ရွှေသားလေးဖိုးတူခန်နေရအကြည့်ပြီးတော့သူမင်းညာလှုပ်ခဲ့တဲ့လုံရက်ကိုပြန်တွေးရင်ကြောက်ဖို့ကောင်းပြုံးနေကြတော့တယ်။အဲ့ဒါနဲ့ဖိုးတူလေးလင်းနေရပြန်ထလိုက်ပြီး မိစအကြည့်ကိုပြန်တက်ခဲ့နေကြတော့တာပါ။ဒါပဲလေဖို့တူကနောက်တစ်ခေါက်မှလေဖို့တူကမိစာကြီးရဲ့ရိုက်ချက်နဲ့အဝေးကိုထွက်လွင်သွားခဲ့ပြန်နေဒီတိုင်းဆိုမဖြစ်တော့ မိစာရင်အင်အားကြီးသူ့ရှိုက်ကိုထိနှံတိုက်မှဖြတ်မှာအဲ့လိုတွေးလိုက်ပြီးလေးဖို့ပြန်ကမီးလုံးနဲ့တိုက်ခတ်လိုက်ခြင်းမိစာကြီးလည်းအငိုင်းမိပြီးငိမ့်ချသွားခဲ့တယ်ရေးဒါမှဖို့တူกว่าအဲ့ဒါနဲ့မိစာရီတကောင်ကဟိုမော်ဆရာကြီးတို့ခဏလေးမြခုလဲကြသွားတဲ့သူကကျုပ်တို့ဖွဲ့တွေရာမဟုတ်ဘူးဟမ်ဒါဆိုဘသူဖွဲ့တွေရာလဲဒါမှတိုက်ခိုက်တာပြင်းနေပါလေလို့တွေးနေတာဒါလို့နေ လဲကြနေရဲ့မိစာကထလာခဲ့တယ်။ဟိုဟိုကျုပ်ကိုမိစာကြီးစကားမဆုံးလိုက်ခင်ရွှေသားကသူ့လူရဲ့ပုံမှာဆိုတဲ့အတွက်မီးလုံးနဲ့တက်ပြီးတိုက်ခတ်လိုက်ခြင်းမိစာကြီးလေးပြန်လေးကျသွားခဲ့တော့တယ်။အကုန်လုံးကရွှေသားရဲ့လုံရဲ့ကြောင့်ကြောင်နေခဲ့ကြတာပါ။ရွှေသားဘလို့ဖြစ်တာလဲ။ကိုကိစ္စမဟုတ်ပဲဘာလို့ဝင်ပါရတာလဲ။ဟိုမိစာစစ်တရားအနေနဲ့များနေစွာကြားဘူးလို့ပါ။ဟမ်။အေးပါထားလိုက်တော့။ကဲ ဖိုးတူကတော့အန်ရယ်များတွေမိစ္ဆာစင်းနဲ့တက်ခိုက်ခဲ့တာဆိုတော့ဆက်မှတ်ပေးလိုက်ပါတယ်။ရှေ့ဒါမှတို့ဖိုးတူကဖိုးတူဒလုံနဲ့သူတို့လေးယောက်ကခွန်မဝင်နေပြောနေကြစားနေ။ရွှေသားနဲ့ဖိုးမောင်ကတော့သူတို့စီစဉ်ထားသူဖြစ်မလာတဲ့အတွက်ဒေါသထွက်နေကြတာပါ။နောက်နေ့ရောက်တော့မော်စရာဂျွန်လင်းဦးဆောင်နဲ့မော်ចောင်းသားတွေလည်းရွာတရာနောက်ကတင်းကျိုင်းရှိရာရောက်နေကြစားနေ။တော်ဘောကငပိနှောင်တိုးကပ်သွားလိုက်သည်။ ငပိန်ဒုစရာကျော်လင်းရမပြောမစုံနဲ့ဒီကော်လာမလားငါတော့အเจ้าကိုပြရတော့မယ်မှတ်တာအေးဟငါကျင်တော့နောက်ထပ်သင်္ကန်းစာဒီမှတင်နေသင်္ကန်းစာတွေကလည်းလက်တွေများပြီးတော့ကြောက်ဖို့ကောင်းလိုက်တာကဲခလေးတွေအထုပ်တွေကြပြီးတော့ဒီမှခဏနားပါမယ်ဟုတ်ကဲ့ပါဆရာအဲ့လိုနဲ့မော်ကြောင်းသားတွေလည်းထုပ်တွေကြပြီးတင်ညာနာအပင်အောင်မှာအနားရှုနေခဲ့ကြသည်မြွိုင်းနေမစားဘူးလားစားရဲဟာ ဒါမင်းပါလာတဲ့ရေတွေလည်းအကုန်ကုန်သွားပြီ။ဒါဆိုခဏလေးဖုတူနင်တို့မှရေချမ်းသေးလား။ငါစွမ်းနာလီနေမှာတောက်လိုက်လို့မရှိတော့ဘူးဟ။ဒါဆိုဒီလိုလုပ်လေ။တို့တွေဒီနားမှာရေရှာပြီးတော့တောက်တောက်ကြတာပေါ့။အေးရဲ့ဒီလိုပဲလုပ်ကြရအောင်။ငါဆီယမအကိုပြောလိုက်မယ်။အဲ့လိုပြောပြီးမိဝိုင်းလေးမှွန်ဆီယမအကိုခွင့်သွားတောင်းလို့ငပိန်နဲ့အတူတောင်းရောက်တာထွက်လာခဲ့လိုက်ကြ ਈ ။ခရီးအရန်ဝေးကြီးလည်းမသွားချနိုင်ဘူးနော်။ဟုတ်ကဲ့ပါဆီယမ။ အိမ်နောက်တော့မိဝိုင်းမတို့တောင်းရောက်လေတော်ဆက်နားမှာရှိနေတဲ့အိမ်တိန်ကိုတွေ့သွားခဲ့ကြတယ်။ဟဲ့ခေါင်းနားမှာအိမ်တလုံးရှိနေရဲ့အင်းနော်တို့တွေအဲ့ဒီအိမ်မှာပဲရေသွားတောင်းတော့ကြမလား။ကောင်းပါပြီတောင်းကြတာပေါ့။ဒီလိုနဲ့တို့တောင်းရောက်သွားအိမ်နားကိုတိုးကပ်သွားလိုက်ကြတယ်။အိမ်သားတွေဗျို့အိမ်သားတွေရှိကြလား။ငါပိထူးလဲမလားဟောအထဲမှာမရှိကြအောင်နေတူတယ်။အေးဟာငါပြန်ဝင်လိုက်မယ်။အိမ်သားတွေ ်ဗျို့အိမ်သားတွေအနောက်ဘက်ကိုရောက်နေလို့များလားဘုသူတွေဝင်းနဲ့ကိုဝင်းကြည့်မလားအင်းလေဒါလို့ဆိုလဲဝင်းနဲ့တိဝင်းကြည့်တာပေါ့အိမ်တော်တော်ငပိန်တို့တောင်းတော့နေဝင်းနဲ့ကိုဝင်းသွားလိုက်ကြည့်မလားအိမ်သားမှာမျက်နှာပြစီပြလဲနေတယ်အဖေါ့ကိုတယောက်ကိုမြင်လိုက်ရတာပါအမလီဖះဖះကဲကြေးကြပါအောင်ဒလုံနဲ့မြဝိုင်းရဲ့အော်တန်လေးတော်ရဲကိုပတ်တင်ထက်ပြီးမြင့်မြန်ကုန်းတော်ရင်